မဲဆောက်ကနေမိုးချစ်ကိုဘတ်ကားနဲ့သွားခဲ့တယ်မိုးချစ်ကားကိတ်ကနေမနက်9နာရီခွဲထွက်ပါတယ်မိုးချစ်ဘတ်ကားကိတ်ကလေးအဲ့မိုးချစ်ဒီလေရင်ကွင်းနဲ့ကပ်ရက်ပဲကားကနည်းနည်းလေး10မိနစ်လောက်နောက်ကျပါတယ်ပစ္စည်းတွေသွားအပ်ပြီးတော့ကားပေါ်ကိုတက်ပါမယ်ကားထဲမှာခုံနံပါတ်က လက်မှတ်ဝယ်ကလေးကကြိုပြီးတော့ခုံနံပါတ်ရွေးထားတာနိအဲခုံနံပါတ်ပင်သားလေးမှလည်းတော့ကြည့်မယ်လက်မှတ်က online ကနေဝယ်တာပါတွဲကို website ကနေဝယ်တာပါကခုံနံပါတ်တရားလေးရှေ့မှာမရေးထားပဲနဲ့ကခုံရဲ့နောက်ကျောမှာရေးထားဒီမှာ 3A ဆိုတာတွေ့တော့ဝင်ထိုင်လိုက်တယ်ဒါပေမဲ့မှားနေရဲ့အရှိရခုံမှာထိုင်ရမှာအဲနဲ့ပြောင်းထိုင်ပြီးတော့အခုအခုဒီ မဲဆောက်မြူတွေကနေပြီးတော့တဖြည်းဖြည်းထွက်လာပါပြီ။တက် immigration ရောက်လို့ရှိရင် ID တွေကိုစစ်သားတွေကစစ်ပါမယ်အဲ့အတွက်ကားရက်ပါလိမ့်မယ်။အဲ့ mail သေးခင်မှာပဲလမ်းမှာ macro ရှိမှအကြာကြီးပဲဘာရက်လုံနေရလဲတော့မသိဘူး။နောက်ပြီးတော့ပြန်ထွက်လာပါတယ်။ဒီဒီအစိမ်းအောင်ပင်အများကြီးတွေ့တော့မြန်မာနိုင်ငံရမ်းလွမ်းတာပဲ။ ပြီးရင်ကြောက်တောင်လေးတွေ့ရောလဲဖအံဝရန်လွန်းနေကဲတဲ့ immigration ကိုရောက်ပါပြီကားကရက်ပြီးတော့ကားရဲ့အောက်ထဲမှာပြစည်းထားတဲ့နေရာကိုလဲစစ်တဲ့အပေါ်ကိုလဲစစ်ပါတယ်ကားအောက်ပိုင်းကိုကြတော့ဒီစစ်သားဦးလေးရဲ့ခွေးအမဲလေးရဲ့ဝင်ပြီးတော့စစ်တယ်ဒီမှာပေါ့နော်သူတို့ကတကားဖွင့်ပေးရတဲ့ဝန်ထမ်းတွေကအဲအဲကားဝန်ထမ်းတွေကဖွင့်ပေးတဲ့အချိန်မှာဒီခွေးလေးကို ကားပိုက်တဲ့ကိုထည့်လိုက်တယ်။ထည့်ပြီးပစ္စည်းတွေကိုအနှံ့ခံခိုင်းနေပေါ့နော်။နောက်ပြီးခွေးလေးကသူ့အောက်သွားနားနေပြီးသွားတော့ကားပေါ်မှာကြတော့ဒီစစ်သားအကိုတယောက်ကဝင်လာပြီးတော့တယောက်ချင်းစီရဲ့ ID ကိုစစ်ပါတယ်။တေချာနော်ဟိုမျက်နှာရောစာရွက်ကိုတေချာစစ်တယ်။စစ်ပြီးတော့အကုန်လုံးပြီးသွားတော့ပြန်ထွက်လာပါတယ်။ဒီမှာကြောက်တောင်တွေအများကြီးတွေ့တော့လေမြန်မာနိုင်ငံကဖအံမြို့ကို နဲ့တော်တော်လေးဆင်တယ်လို့ခံစားရတယ်။အဲ့မှာလေလင်းနေပြူနေရသည်လား။အားကြောင့်မလို့ဘတ်စကားဒီလိုမျိုးအဝေးပြေးကားစီးရဲ့ခါမှာ ခပတ်ကိုတေချာပတ်တာပါခပတ်မပတ်ပဲမနေပါနဲ့အန်ဒီအများတယ်။ကားကမနက်အနည်းလေသာကို တနားရီလောက်ကြတော့မှသူတို့မက်ဒိုနယ်ကစိုင်းရှိမှရက်ပြီးတော့ဒီဘာကားပူပူလေးလာကြွေးတယ် ပြီးတော့လမ်းမှာကားကြီးတွေတစ်ခုပြီးတစ်ခုရက်တယ်အဲလူတွေတော့မစင်းဘူးဘာရက်လို့တာလည်းမသိဘူးပြီးတော့နေ့လယ်စာဆိုင်စားဖို့တော့၃နာရီလောက်ကြာတော့မှဒီဆိုင်မှာရက်ပြီးရစားတော့ဆိုင်မှာဒီမှာစားဖို့တော့ကိုလက်မှတ်ကားလက်မှတ်ပြပြီးဆိုင်ပန်း90လောက်မတည်ပေးရတယ်အဲ့ဒါနဲ့ဒီဟာပန်း90လမ်းကွေ့တီကိုစားပါလေအရင်ဆက်ပါလေပြီးတော့ပြန်ထွက်လာပြီးတော့ဒီတပြေးပြေးနဲ့မြို့ရဲဘက်ကိုရောက်လာပါပြီ ဒါကတော့ဒုံမောင်းလေးစိတ်ပါဒုံမောင်းလေးစိတ်ကိုကြော်ပြီးွားလို့ခဏနေလို့ရှင်မူချီဘတ်တာမင်နယ်ကိုရောက်ပါတော့မယ်ဒုံမောင်းလေးစိတ်ကရှည်ပဲကဲရောက်ပါပြီမူချီကိုဒီနေ့ကတော့ဒီလောက်ပါပဲ拜拜。Bye bye.